ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလည်လည်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စီ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1618.62ကျပ်ပြင်ပပေါင်စီ3403ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2364.38ကျပ်ပြင်ပပေါင်စီ4980ကျပ် ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်63.55ကျပ်ပြင်ပပေါင်စဉ်133.22ကျပ်မလေးရှားတရင်းကိကိုစစ်ကောင်စီတတ်မှတ်စဉ်488.32ကျပ်ပြင်ပပေါင်စဉ်1029ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်58သိန်း1000ကျပ်ပြင်ပပေါင်စဉ်84သိန်း3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်53သိန်း9325ကျပ်ပြင်ပပေါင်စဉ်80သိန်းကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစဉ်လုံးတွေကတော့ဒီဇယ်တလီတာကို2435ကျပ်ပရီမီယံဒီဇယ်တလီတာကို2980ကျပ်အော်ဒိတ်92တလီတာကို2825ကျပ်အော်ဒိတ်95တလီတာကို2885ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီဇင်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6620ကျပ်ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်ဖော်ပြပါဇင်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်